။အဲကြောင့်သူများချီးမွားရင်နည်းနည်းရှက်တယ်။သူများဆဲရင်တော့ပြုံပြုံပဲ။ဟုတ်ပါလား။သူများမကောင်းတာပြောမယ်။မမှန်တာတွေဆွဆွဲမယ်ဆိုရင်ပြုံပြုံလေးနဲ့ခေါင်းကလေးညှိပြီးတော့လက်ခံလိုက်ပါအားလုံး။ရှင်းလား။ငါရဲ့ဘဝသန္တာကျွေးတွေသူတို့တွေဝိုင်းဆပ်ပေးနေတာလို့ဒီလိုသဘောပေါက်ရင်မပြောဘူးလားပြောပါရဲ့ဗျာကိုကျွေးဆပ်ပေးတဲ့လူ မချင်းမွန်းသိဘူးလားချင်းမွန်းသိတာဗောကိုကိုဆွဆွပြောဆိုနှောက်ရှက်နေတဲ့ပုဂ္ဂိုလ်အားလုံးဟာဘောသန္တရာမလေးကိုဝသမားဟုဆွဆွခဲ့တယ်နှောက်ရှက်ခဲ့တယ်ကျွေးတွေကိုကြီးကိုငါပါလာတယ်ဗျာမပါဘူးလားအဲ့ဓာတွေကိုသူတို့ကအခမဲ့လာပြီးတော့ဆက်ပေးတယ်ဆိုတော့သူတို့ကိုစိတ်ဆိုးလို့ဖြစ်မလားဖြစ်ပါဘူးမဖြစ်ဘူးချီကျူးရမှာပေါ့သဘောပေါက်တယ်နော်အေးသဘောပေါက်ရင်ကုနကဥကိတု ဥစာရွက်လေးတွေရောမဆိုတော်လေးတိုင်းပြည်ရဲ့နှစ်ပတ်လည်နေ့ဩဝါဒပေးတပီတွေကနားထောင်လိုက်ရမြတ်စီကြီးဆရာတော်ဆိုရင်တော်လောက်ပါပြီသူကကြီးပါထဲလိုက်တော့ဘုန်းကြီးကဝတ်ဆင်သွားတော့မြတ်စီကြီးဆရာတော်ကြီးရဲ့ဝတ်ကျွေးဩဝါဒသူကရွတ်ပြသွားတာအဲ့ဒါကိုပြိဋ္ဌာကသဘောပေါက်ရဲ့သူများဆဲလေးမနာတော့ဘူးသူများဘလို့ပဲလှုပ်လှုပ် မပြုံးမပြတ်တော့ဟုတ်ကဲ့လား9နာရီနဲ့54မိနစ်ရှိတော့ပါပြီဘုန်းကြီးဆလျေနေညတော့ကလည်းဒီမှာဩဝါဒအကျဉ်း15ရက်နေ့မနေ့တော့လေဩဝါဒအကျဉ်းအဲဒီနေ့လေးနောက်ဆုံးပဲဖြစ်ပါလိမ့်မယ်ဩဝါဒ3ကျိပ်ပြီးခဲ့နော် ခုနကပြောမဆိုတော့ကအခုအချိန်ဩဝါဒပေးတယ်ဟုတ်ရဲ့လားအချိန်ပဲဩဝါဒပေးပြီးတော့နော်အဲကအဘိဓိဇပူဇာလက်ခံပြီးပြန်ပြီးတော့လူနန်းသွားတယ်ဆိုရင်အားလုံးတွေထက်ဟိတတရကထမကယုံတမယ်ပဲဖြစ်ပါလိမ့်မယ်နော်မပြောဘူးလား ။အကြိမ်မဲ့ဩဝါဒပေးတာကုဏကပူဇော်တာဘလောက်လဲ။ဘလောက်လဲ။50ဘုန်းကြီး3ကြိမ်ဆိုတော့ဘလောက်ဖြစ်တာ။ဘုမ50ပေးလိုက်တော့50လုံးပြန်လို့တော့ဟာမကြောက်ဘူးလား။3ကြိမ်မှာကုဏကပြောတာဘလောက်လဲ။150လို့လွန်း150လို့လူလိုက်ရဟိတတရဘလို့ဖြစ်သွားမလဲမြောက်သွားပါဘောနော်အဲကုန်းက ဆရာတော်ကြီးရဲ့ယောမဆရာတော်ကြီးရဲ့အထုပ်ပါတိကိုဖားတော့ပီတိဖြစ်ဘုန်းကြီးရဲ့ကိစ္စကိုဖားတဲ့ခါကျတော့မျက်နှာဘလို့ထားဟမှမသိဘူးဖြစ်ရှက်တက်ဖြစ်ဟုတ်လားရှက်တယ်နော်အဲကြောင့်သူများချီးမွားရင်နည်းနည်းရှက်တယ်သူများဆဲရင်တော့ပြုံပြုံပဲဟုတ်ပေါ့လားသူများမကောင်းတာပြောမယ်မမှန်တာတွေဆွဆွဲမယ်ဆိုရင် ်ယုံမြုံလေးနဲ့ခေါင်းကလေးညှိပြီးတော့လက်ခံလိုက်ပါအားလုံးရှင်းလားငါရဲ့ဘဝတန်ត្រာကျွေးတွေသူတို့တွေဝိုင်းဆပ်ပေးနေတာလို့ဒီလိုသဘောပေါက်ရင်မပြောဘူးလားကိုကျွေးဆပ်ပေးတဲ့လူကိုမချီးမွမ်းသိဘူးလားချီးမွမ်းသိတာပေါ့ကိုကိုဆွဆွပြောဆိုနှောက်ရက်နေတဲ့ပုဂ္ဂိုလ်အလုံးဟာဘောဝတန္တရာမလေးကိုဝတ်သမားဦး စိုးစွဲခဲ့တယ်နှောက်ရခဲ့တယ်ကျွေးတွေကိုကြီးကိုငါပါလာတယ်ဗျာမပါဘူးလားပါပါဗျာအဲ့ဒါတွေကိုတို့ကအခမဲ့လာပြီးတော့ဆက်ပေးတယ်ဆိုတော့တို့ကိုစိတ်ဆိုးလို့ဖြစ်မလားဖြစ်ပါဘူးမဖြစ်ဘူးချီကျူးရမှာပေါ့သဘောပေါက်တယ်နော်အေးသဘောပေါက်ရင်ကုနကဥကိတုဥစာရွက်လေးတွေရောမဆိုတော့လေး တိုင်းပြည်ရဲ့နှစ်ပတ်လည်နေ့ဩဝါဒပေးတပီတွေကနားထောင်လိုက်ရ။မြတ်စီကြီးဆရာတော်ဆိုရင်တော်လာပါပြီ။သူကကြီးပါထဲလိုက်တော့ဘုန်းကြီးကဝတ်ဆင်သွားတော့မြတ်စီကြီးဆရာတော်ကြီးရဲ့ဝတ်ကျွေးဩဝါဒသူကရွတ်ပြသွားတာ။အဲ့ဒါကိုပရိသတ်ကသဘောပေါက်ရဲ့။သူများဆဲလေးမနာတော့ဘူး။သူများဘလို့ပဲလှုပ်လှုပ်အပြုံးမပြတ်တော့ဟုတ်ကဲ့လား